ဩချမ်းမာတဲ့အချိန်လေးတွေမှာငါကောင်းတာတွေလုပ်မှဖြစ်မယ်မချမ်းမာမှုဆိုတာလူတိုင်းစီရောက်လာနိုင်တယ်ရောက်လာမှဖြစ်တယ်ချမ်းမာတော့ကောင်းတာတွေလုပ်မှပဲလို့ကောင်းတဲ့ဘက်ကိုတုံးချမယ်ဆိုရင်အတွေးတွေဝင်လာတော့ကောင်းကျိုးချမ်းသာတွေရတာပေါ့နောက်တစ်ခါလူတွေဟာအသက်ရှင်မှုပေါ်မှာလဲမန်တက်တယ်ငါဟာအသက်ရှိတယ်အသက်ရှင်အဲ့ဒီအသက်ရှင်မှုပေါ်မှာမန်တက်နေတဲ့အခါမှာလဲ ငါမသေးဘူးဂျန်တဲ့လူတွေဒါသေးတာလို့ဒီလိုစိတ်ထဲမှာဝင်ပြီးတော့တက်ရှင်မှုကိုအကြောင်းပြုပြီးတော့မသေးနိုင်သေးဘူးလို့ဆိုတဲ့မန်တင်းမှုတွေကြောင့်မဟုတ်တာတွေလုံးပြီးတတ်တယ်။ဒါကြောင့်မို့ငါဟာအချိန်မီသေးနိုင်တယ်မသေးခင်ကောင်းတာတွေလုံးမဆိုတဲ့မှန်ကန်တဲ့အတွေ့တွေ့ကိုလိုတယ်။အဲ့ဒါလိုတွေးမှကောင်းမြတ်တဲ့အတွေ့မျိုးဖြစ်လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဒီလိုဆိုတာနော် ဲ့တော့မံကန်တဲ့အတွေးတွေကိုတွေးဖို့မြတ်စွာဘုရားဟောတာ